ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာ အခဲမချေတိမှတ်ထားတတ်တာလူရဲ့သဘာဝပဲဖြစ်တယ်။အဲ့ဒါလို့တိမှတ်ထားမယ်ဆိုလို့ရှိရင်ညက်စွာပြာဝေရံတေတန်နာဥပတမတိအဲ့ဒါလို့တိမှတ်ထားမယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှအညှိုးအတေး အမုံတရားတွေဟာပြေပြောက်သွားမှာမဟုတ်ဘူးတဲ့ရှင်နဲ့ကမုံနေတဲ့အမုံတရားဟာလူတိုင်းလူတိုင်းမှာရင်ထဲမှာဖြစ်ပေါ်လာတဲ့အမုံတရားဟာစိတ်ချမ်းသာမှုကိုပေးနိုင်တာမဟုတ်ဘူးမုံစိတ်တွေလွှမ်းမိုးနေပြီဆိုရင် အခဲမကြီးတဖြစ်တောင်းတောင်းတောက်တခေါက်ခေါက်လူတွေဟာမကြည်မနှက်တွေဖြစ်ပြီးစိတ်ဆင်းရဲမှုကိုအများအားခံစားနေရဖြစ် လူတိုင်းဝိုင်းမှာဖြစ်လေဖြစ်တော့ရှိနော်ဝေရံတေသနာဥပသမတိအဲ့လိုအခဲမကြီးရင်ထဲမှာမှတ်ထားမယ်ဆိုလို့ရှိရင်နဲ့ရံညို့ဆိုတာမပြေဘူးရံညို့ဆိုတာဟာအတုအလက်ဖြစ်လာတဲ့လူတယောက်ကအနိုင်ယူသွားလို့ရှိရင် နောက်တစ်ခွေ့ကျတော့ခံရသူကအနိုင်ရပြန်တယ်။ဟိုနောက်တစ်ခွေ့ကျတော့ခံရသူကအနိုင်ရပြီးတော့လုံသူကအရှုံးဖြစ်သွားပြန်။ဟိုနောက်တစ်ခွေ့ရောက်တဲ့အခါခံရသူကအနိုင်ရပြန်တယ်လုံသူကအရှုံးဖြစ်သွား။အတုံးအလှဲ့ဆိုတော့ဘယ်တော့မှပြေပြောက်သွားမှာမဟုတ်ဘူး။အမုန်းတန်တရာရံရံညှိုးတန်တရာကြီးဟာမဆုံးနိုင်အောင်ဖြစ်သွားနိုင်တယ်။ အဲ့ဒီယံညှိုးယံစားတွေကိုဘယ်ပုံပဲနှိဖြတ်ရမလဲမြတ်စွာဘုရားဒါဘုန်းကြီးတို့တွေနေစဉ်ဘုရားမှာတနေ့မဟုတ်တနေ့ဂျုံတွေ့ကြတော့လက်တွေ့လိုက်နာရှင်းသုံးရမှာဖြစ်တယ်မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးပြီးဟောတဲ့အခါမှာအကုစီမံအဝတိမံဇိနိမံအာဟာတိမေ ရေစတံနုပနရှန်တိ ဝေရန်တိတုပတမတိဒီလူဟာငါ့ကိုဆဲတယ်ဒီလူဟာငါ့ကိုရိုက်နဲ့စော်ကားတယ်ဒီလူကငါ့ပစ္စည်းကိုမတရားယူသွားတယ်အဲ့ဒါလို့အတွေးတွေနဲ့ရှင်တဲ့နှလုံးထဲမှာဒီအတွေးတွေကိုရင်ထဲမှာသိမ့်မထားပဲနဲ့မေ့ပြောက်ပြက်လိုက်တယ်ရှင်ထဲမှာ မထားဘူး မေ့ထားလိုက်တယ်အညိုတေးတွေမလုတ်ဘူးဆိုလို့ရှိရင်တဲ့ဝေရန်တေသူပတမတိ သူတို့ကယံညိုးယံစားဟာပြတ်သွားတယ်ဆက်ပြီးတော့အတုံးအလဲနဲ့ကလဲသားချင်းနေကြမှာမဟုတ်ဘူးရှင်နေပါလုံးအညိုတေးမထားသည့်အတွက်ကြောင့်ရှင်သူဆိုတာအတိမပြုထားတာမဟုတ်သည့်အတွက်ကြောင့်တိခဏ်ခြင်းခွင့်လွှတ်ခြင်းနဲ့စိတ်နှလုံးအေးချမ်းလို့ တူတူရံပဲမပြုတ်ပဲနဲ့ငြိမ်းချမ်းမှုကိုရရှိမှာဖြစ်တယ်လို့မြတ်စွာဘုရားကတကယ်ငြိမ်းချမ်းရေးလမ်းစဉ်ကိုဟောပေးတာဖြစ်တယ်လူဟာတကယ်ချင်းနှစ်ယောက်ပဲဖြစ်စေမကျင့်တတ်မှုတွေနဲ့အမျိုးတည်းရင်ထဲမှာထားပြီဆိုရင်ဒီတကယ်ချင်းနှစ်ယောက်ဟာတဦးနဲ့တူရံသူဖြစ်ရောက်သွားတယ်ဒါနဲ့အမိမှလည်းပဲအမျိုးတည်းထားလို့ရှိရင်ရံသူဘဝရောက်သွားတယ် အဖေနဲ့သားရန်သူဘွားရောက်သွားကြညီကိုမနှမအချင်းချင်းလဲရန်သူဘွားရောက်သွားကြအဲ့ဒါလို့အချင်းနေဇိုးတွေဖြစ်မသွားရအောင်အညိုးတေးတွေမထားပဲနဲ့တိခဏ်ချင်းခွင့်လွှတ်ခြင်း မေးပြောက်ခြင်းဖြင့်ကြုံတွေ့ရရတဲ့မကျေနပ်ဖွဲ့ရာအနိဋ္ဌယုံတွေကိုရှောင်လွှဲရမယ်လို့မြတ်စွာဘုရားတည်တော်ခေါ် ဒါတခုတည်းသောနေလံပဲဖြစ်တယ်ပေါ့လောကသားတွေကကိုယ်ဆဲသွားတာကိုသိခံရမယ်ခွင့်လွှတ်ရမယ်ဆိုအလွန်ဖဲရင်းတဲ့ကိစ္စတစ်ခုဖြစ်မကြေနိုင်မချမ်းနိုင်ဒီလူငါ့ကိုစော်ကားတယ်ဆဲရည်တယ်ဆိုတာရှင်ထဲမှာဆွဲနေအောင်မှတ်ထားပြီးဘယ်တော့မှမမေ့နိုင်ဘူး တနေ့တခွေတွေ့လို့ရှိရင်ဒီလူကိုဒုက္ခပေးဖို့ပဲအခွက်ချောင်းနေတတ်တယ်။ရသော်ဆရာသူတော်ကောင်းတွေရဲ့အမြင်ကြတော့ဒီလိုမဟုတ်ဘူး။မိပြလိုက်ရှင်နေမှာမှတ်မထားနဲ့။ရှင်နေမှာမှတ်ထားခြင်းအပြင်ကိုယ်မှာအစိတ်အတော့တစ်ခုကိုယ်ကိုအန္တရာယ်ပြုမဲ့အန္တရာယ်ကြီးကိုတိမ့်ထားတာနဲ့အနာဒရန်တူတယ်။ အန္တရာယ်ကိုသိမ်းထားတဲ့လူတွေကိုမွေပွေးကပိုက်ပိုက်ထားတယ်လို့ပြောချာမပွေးကပိုက်ပိုက်ထားတာကမှမွေကိုင်းလို့သိရင်တဘွားပဲသိမှာဖြစ်တယ်ရှင်နဲ့နှလုံးထဲမှာမချင်တတ်မှုကိုထားတဲ့ပုဂ္ဂိုလ်တယောက်ဟာ အမြဲတမ်းကလေသာခြေလို့တစ်ဖက်သားအပေါ်မှာကျွလွန်မိမဲ့အကုသိုလ်အားလျော်စွာဒုက္ခရောက်ဖို့တွေကအများကြီးဖြစ်တယ် ဒါကြောင့်ဘုရားဆရာဘုရားကနော်ရှင်းတဲ့နှလုံးထဲမှာမှတ်မှတ်ထားနေတယ်။အဲ့တော့ဘုန်းကြီးတို့တတွေဟာဘာကြိုးစားရမလဲ။ကိုယ်ဆဲသွားလို့ရှင်ဘာဖြစ်လဲလူကဆဲလိုက်တာနဲ့တပြိုင်နက်လူတွေမှာမာနဆိုတာရှိတယ်။မာနဆိုတာငါ့ကိုမထိနဲ့မခံဘူးဆိုတဲ့စိတ်ဓာတ် အဲ့ဒီမာနဟာလည်းအကုသိုလ်တရားပဲဖြစ်တယ်ပေါ့အဲ့ဒီမာနကိုယ်ဆဲတာကိုငုတ်ခိုင်ရတာကိုအရှုံးကြီးရှုံးတယ်လို့လူတွေမှယူဆကြမြတ်စွာဘုရားကတော့အဲ့ဒီလိုမဆိုဘူးအကောဒေနစီနေကောရာကိုယ်ကိုဒေါသနဲ့တစုံတစ်ခု လုံးမယ်ဆိုရင် ကိုယ်က ဒေါသနဲ့မတုံ့ပြန်မဲနဲ့သီခံခြင်းဖြင့်အနိုင်ယူရမယ်လို့ပြန်စွာပြားဒီလိုခေါ်တယ်။သို့သောအနိုင်ယူဖို့ယူနည်းကလောကလူသားတွေအနိုင်ယူဖို့နဲ့သူတော်ကောင်းတွေရဲ့အနိုင်ယူဖို့အလွန်ကွာခြားတယ်။မြတ်စွာဘုရားကိုယ်တိုင်လည်းအစဲခံရတဲ့အကျိန်ပေါင်းများစွာပဲ။ကိုယ်တိုင်အစဲခံရတယ်သို့သောမြတ်စွာဘုရားဆဲလာတဲ့အခါ ငါကိုဆဲသွားတယ်လို့စိတ်ထဲမှာရှိကိုမရှိဒီလူငါကိုဆဲသွားတယ်ဆိုတဲ့အတွေးကိုခေါင်းနဲ့ထက်မထည့်ဘူးအဲ့ဒီခေါင်းနဲ့ထည့်လိုက်တာဟာမပွေးတကောင်ကို ခပိုက်ပိုက်လိုက်တယ်လို့ဖြစ်သွားတယ်ကို့အတွက်မှအနေရကြီးတစ်ခုဖြစ်လာသို့သောလောကလူသားတွေကသိလာလို့ဆိုတော့မသိဘူးဘယ်သူကလွှမ်းမိုးပြီးတော့အမှန်မသိအောင် လုပ်နေတယ်လဲဆိုရင်မာနဆိုတဲ့တရား ငါထီးရင်မခံဘူးဆိုရင်မာနတရားကြောင့်ဆဲရင်ပြန်ဆဲမယ်ရိုက်ရင်ပြန်ရိုက်မယ်ဆိုတဲ့ကလေသာချိန်မှုပဲမှာ လောကလူတွေဟာအတန်နေကြတယ်ဒီကံချင်းခွင့်လွတ်ခြင်းဆိုတာကိုယ့်အလုပ်မဟုတ်တလို့နေချာအဲ့ဒီကြတော့လောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုတွေပျက်စီးပြီးဇံပွဲတွေနဲ့လွတ်မှုပြီးတော့သွားကလေသာချိန်မှုတွေနဲ့လွတ်မှုသွားမဆုံးနိုင်တဲ့ အမုံတန်တရားကြီးတဲ့မှာကိုလဲရံမကင်းတဖက်သားလဲရံမကင်းတုံးနဲ့တူငိမ့်ချမ်းချင်းဆိုတဲ့အရာသားတွေဆုံးရှုံးသွားတယ်ဆိုတော့လောကလူသားတွေမသိကြဘူးပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမဘုရားကိုယ်တိုင်ဆုံးမခံရတဲ့အချိန်တွေရှိခဲ့တဲ့အချိန်တွေမှာအတွေ့အကြုံတွေတစ်ခုပြောရမယ်ဆိုလို့ရှင်မြတ်စွာဘုရား ကောသမိကြွလာတယ် ကသမီမျိုးတဲ့ဆွမ်းခံဝင်တဲ့အခါမှာမြတ်စွာဘုရားမကိုအမုံကြီးမုံတာဘယ်သူလဲလို့ဆိုရင်ဥဒိနာမင်းရဲ့တတ္တိယမြောင်မိဖုရားဖြစ်တဲ့မာခန္ဒီဆိုတဲ့မိဖုရားပဲဖြစ်တယ်။မြတ်စွာဘုရားကိုအလွန်မုံတယ်။မုံသည့်အတွက်ကြောင့်သူဘာလုပ်တယ်လဲ။ဘုရားနဲ့တန်ဃာတွေဆွမ်းခံလာပြီဆိုတဲ့အခါမှာလူတွေကိုပတ်စံပေးပြီးတော့ဆဲခိုင်းတာဆဲတယ် ဆောင်းကလာတဲ့ကိုတော်တွေအကုန်ဆဲလွတ်တယ်။အဲဒီလိုဆဲတဲ့အခါမှာမြတ်စွာဘုရားကိုရှင်အနန္ဒာကလျှောက်တယ်ရှင်ဘုရားတပည့်တော်တို့ဆင်းဆွမ်းကန်သွားတဲ့အခါမှာလူတွေကရုပ်ရုပ်မှမှတို့ရတို့ဆဲကြတယ်တဲ့အဲ့တော့ဒီကောသံမီမှာမနေရင်ကောင်းမယ်ထင်တယ်တပည့်တော်တို့တနေရာရွှေ့ရင်မကောင်းဘူးလားသူတော်မြတ်စွာဘုရား မိတ်ချတာလေးကိုမှတ်သားထားဖို့လိုအပ်တယ်နော်ရသော်ပြားကရှင်နန္ဒကိုမေးလိုက်တယ်အနန္ဒာဟုတ်ပြီကောသံမီကဆဲလို့တခြားမျိုးရွှေ့အဲ့ဒီမျိုးကလူတွေကဆဲရင်ရောဘယ်လိုလုပ်မလဲအရှင်ဘုရားအဲ့ဒီမျိုးကဆဲရင်လည်းနောက်တစ်မျိုး ရွှေ့သေးတာပေါ့ဆဲတာတွေကိုရှောင်လွှဲပြီးတော့သွားမယ်ပေါ့ မဆဲတဲ့နေရာအကျိုးဆုံးမဲ့နေရာပဲသွားမယ်ဆဲတဲ့လူတွေမခံနိုင်ဘူးပေါ့ရွှေ့မယ်ပြောရသော်ဘုရားကဗာမေရှိအာနန္ဒာပြတနာကို ခုလိုရှင်းမဆိုင်မဲနဲ့ရှောင်းလွှဲပြီးမသွားသင့်ဘူးဒီဒီနေရာမှာပေါ်တဲ့ပြတနာဒီနေရာမှာပဲငြိမ်းအောင် လုံးမတနေ့လှုပ်ပြီးတော့မှတနေရာကို ရွှေ့သင့်တယ် ်မြတ်စွာဘုရားကပြဿနာကိုရှောင်ပြေးတာမကြိုက်ဘူးပြဿနာကိုရင်ဆိုင်ဖြေရှင်းတာပဲကြိုက်တယ်ပေါ့ဘာကြောင့်မကြိုက်တာတော့ဆိုပြဿနာတစ်ခုရှောင်ပြေးသွားရင် နောက်ထပ်ထပ်ပေါ်အောင်မှာပဲဒီပြဿနာအဲ့တော့ရှောင်စရာနေရာနောက်ဆုံးကြတော့ကုန်သွားမှာပဲရင်ဆိုင်လိုက်တယ်ရင်ဆိုင်လိုက်တဲ့အခါငြိမ့်သွားတယ်ရင်ဆိုင်ပြီးတော့ငြိမ့်ချမ်းမှုကိုမြတ်စွာဘုရားကလမ်းညွှန်ပြတာပဲဖြစ်တယ် ဒီခံချင်းခွင့်လွှတ်ခြင်းနဲ့ရင်ဆိုင်လိုက်တဲ့အခါမှာဆဲတဲ့လူတွေကနောက်ပိုင်းကျတော့လက်လျှော့သွားလက်လျှော့ပြီးတော့ဆုံးရှုံးပေးသွားဒါမြတ်စွာဘုရားကိုယ်တိုင်ဒီခံချင်းခွင့်လွှတ်ခြင်းအမှတ်မထားခြင်းအဖြစ်စောကဆဲလာတဲ့ပုဂ္ဂိုလ်ကြီးရှောင်လွှဲတာဒီပုံစံနဲ့ပဲရှောင်လွှဲတာ